်င်္ဂလာပါဒီကောမှာကြိုဆိုပါရစေဒီနေ့မှာ Weibo Paper Trading လေးရောက်ကိုဘယ်လိုဆက်ရလုပ်မလဲဆိုတာအတူတူလေ့လာကြရအောင်ဖူဇုံ Weibo Desktop App ကိုဖွင့်ပါပြီးရင်ခူးများညွန်ပြထားတဲ့ဒေါ်လာတင်ဂီတာလေးကိုနှိပ်ပါ Five Tag Blank Paper လေးအောက်ကိုရွေးပါ Go အောက်က Option Paper အောက်က Position Order Entry Order နဲ့ Double Trader အဲ့ဒါပြီးတော့ General အောက်ထဲက나ยี Clock ကိုရွေးပါ ပြီးတော့နောက်ဆုံးအနေနဲ့ paper account detail ကိုရွေးပါ paper အောက်ဟောက်ရွေးပါအဲ့ဒါပြီးရင် position order entry နဲ့ order ကို window တစ်ခုတည်းဖြစ်အောင်ဆွဲထည့်ပြီးပေါင်းလိုက်ပါအဲ့ဒါပြီးတော့နေရာလေးတွေကိုစနစ်ကျချပေးပါနောက်တစ်စက်မှာ option window မှာ strike price ကိုလိုချင်တဲ့လောက်ချိန်လိုက်ပါဥပမာအခု20လောက်ထားကြမယ်ဆိုပါစို့အဲ့ဒါပြီးရင်လိုအပ်သလိုနေရာလေးတွေရွှေ့ပေးပါ အဲ့ဒါပြီးရင် Turbo Trader Window အောက်ကနေ Turbo Trader Setting ကို click လုပ်ပါကျွန်တော်တို့က option ပြည့်စုံတဲ့လုပ်မှာဆိုတော့ place order store အကချက်လုပ်ထားတာအလုံး and check လုပ်မယ် place order option အောက်မှာတော့ buy market နဲ့ sell market နှစ်ခုကိုပဲ check လုပ်ပြီးတော့ channel နှစ်ခုကို uncheck လုပ်ရမယ်အဲ့ဒါပြီးရင် order setting အောက်က quantity ကို check ဒီတိုင်းထားပေးပါ order position အောက်ကလည်းအလုံးကို uncheck လုပ်ထားပေးပါ အဲ့ဒါပြီးရင် download ပါအဲ့ဒါပြီးရင်လိုလိုပြန်ကြည့်ပေးပါအဲ့ဒါပြီးရင် save လုပ်ဖို့မမေ့ပါနဲ့အဲ့ဒါပြီးရင်တော့ window ချင်းချင်းတို့ချိန်မီတော့ link လုပ်ပေးရမယ် minus အနုတ်သင်္ကေတလေးကိုနှိပ်ပြီးတော့ group တူတူရွေးပေးပါ quantity set တွေကိုလည်း check လုပ်ထားပေးပါအကောက်ကတည်းကလိုချင်တဲ့ contract ဒဝဲလူတာကိုရိုက်ထည့်လို့ရသလိုပေးထားတဲ့ contract အတိုင်းကိုလည်းတိုင်းထားလိုက်ရတယ်နော် paper နဲ့ trade မယ်ဆိုရင်ဒီလောက်ဆိုအစင်းင်းဖြစ်ပါပြီ အဲ့ဒါပြီးတော့ချက်တစ်ခုထည့်ရခြင်းလို့ဆိုရင် wicket ထဲကပုတ်အောက်ကနေချက်ကိုလိုလိုရွေးပါလိုလိုနေရာချပေးပါချက်ကိုလည်းရှေ့နောက် window တွေနဲ့ group တူအောင်သတ်မှတ်ပြီးတော့ညှိပေးပါဒီအစင်လေးတွေပြီးသွားပြီဆိုရင်တော့ paper နဲ့ trail လုပ်ဖို့အစင်လေးဖြစ်သွားပါပြီသေးလာခြင်းတွေတည်ခြင်းတွေရှိရင် combat မှာမေးထားခဲ့လို့ရပါတယ်ဗျာမိတ်ဆွေတို့အကျိုးရှိလို့ဆိုရင်စင်းသွင်းပြီးတော့ မြက်တက်ချောင်းကိုပြနိုင်တယ်လို့အသစ်တက်တဲ့ဗီဒီယိုလေးကိုသိနိုင်ဖို့ခေါင်းလောင်းလေးကိုလည်းလိုက်ထားပြလို့ရပါတယ်အထူးချေစစ်တင်ပါတယ်ဗျာ